ခုနကပါမုံမှာ cloud cloud ကိုခရင်မှာထိုးပြီးတော့အပေါ်ကငေကောင်းမုံလေးဖြူပြီးတော့စားရတာပဲဖြစ်ပါတယ်ဆွစ်ဇာလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော်တို့ကလာဒီမှာမြန်မာငပီးရည်ရနန်းနေပါပြောမယ်တို့ cheese မှာလည်းတို့အနံ့ရှိတယ်ပါမုံမှာ cloud cloud ကအခုလို cheese ဆက်တွေ့ပါတဲ့ချိန်မှာနူးညံ့ပြီးစားလို့တော်တော်ကောင်းပါတယ် cheese နဲ့မန်နဲ့ငပိငငဟိတ်တဲ့အတွက်ဘယ်တော့ဘူးကောင်းလဲငပိပေါ့နော်နိုးဆိုအိမ်မှာငပိရေတော့စားရမှာပေါ့အမေက cheese ပဲစားတော့ဆိုပြောပါစို့ ်ခိတ်ဆောင်ငယ်ဒါပေမဲ့ပတ်ပတ်ဒီကနေပြီးတော့ငပိဘူးတွေစံနေရစသေးွားတမင်းပေါင်းလည်းပါတယ်တော့အမရောက်အေရှန်ကတော့အေရှန်ပဲဟိုရောက်တမင်းနေချက်စားတယ်ငပိရေတွေနဲ့ဘေဥချင်းတွေနဲ့ချက်စားတငယ်ချင်းတွေပါကျွေးရအာကန်နမ်ကဒီအခု branch တွေအများကြီးဖွင့်တာပေါ့နော်အာကျွန်တော်ကလည်းကျွန်တော်ရဲ့လှပရေးရတွေမှန်သမျှကကန်နမ်မှာပဲဟိုးစ အာဒီအနုပညာလောကရဲ့စာဝင်ကနေအခုချိန်ထိဒီကနေ့မှပဲလောက်တာဆိုတော့ဒီကနေ branch တွေအများကြီးဖွင့်တော့ဂုံယူသွားနေလာပြီးတော့ကိုယ်တက်ရောက်တာပါအဓိကကျွန်တော်ရဲ့ဝါသနာကဒီအစားစားတာပြီးနောက်တစ်ခုကဒီခရီးသွားတာပေါ့နော်အဲ့တော့ခရီးကိုသွားကိုလှုပ်ချင်တဲ့ဝါသနာလေးတွေကိုကိုစ조사ပြီးတော့ပုံဖော်နေတာပါနောက်တစ်ခုကခရီးသွားရင်းနဲ့မှအဲတို့နိုင်ငံကဒီ culture တွေကျွန်တော်တို့ကျွန်တော်တို့တွေဘာတွေတင်ယူလို့ရလဲပေါ့နော်အဲ့ဒါလေးကြည့်ရဲတို့အစားစားလေးကြည့်ရဲကျွန်တော်ကတော့ခရီးသွားရင်အများအားနိုင်ငံတကာရဲ့အစားစားတွေကိုပတ်စားပါတယ် ရေရရေတပူကိုကျွန်တော်တို့1လီတာတပူကို၄ချက်ပေါ့နော်တို့ဒီ Euro Europe European ပတ်စံ၄ချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မြှောက်ရင်၄၅လေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine blend ကိုလည်း၄ချက်3ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine ပဲတောင်းလိုက်တော့ အဲ့တော့မနက်7နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်တော်ဆိုတော့တို့ဒီ Europe Europe countries တွေကဒီဝိုင်းတွေထုတ်တာချီးစေထုတ်တာအဲချောကလက်တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ထိတ်စေရပါလေအဲဘယ်လိုမျိုးလေးရှိရပေါ့နော်ဆိုတော့ရေတွေကတော့တို့ဒီ fountain တွေလမ်းဘေးမှာတို့က fountain လေးတွေလုပ်ထားပြီးအဲ့ fountain လေးတွေကတောက်လို့ရတယ်အဲတို့တောက်လို့ရတဲ့ရေပုံပိုင်းဆိုပြီးတော့လည်းတို့ခွဲထားပြီးရပေါ့နော်ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့ဟုတ်နိုင်ငံနိုင်လိုက်ပေါ့နော်စားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခု စစ်စလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာစားစာကြိုက်တဲ့လူဆိုတော့အာဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါမဲ့အာတို့ကလာဒီမှာမြန်မာငပီးရရနန်းနေပါပဲပြောမယ်တို့ cheese မှာလဲတို့အနံ့ရှိတယ်အဲ့လို cheese အနံ့ကလည်းအာသူ့နာလဲသူတော့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပေါ့နော်နောက်တစ်ခုကတို့နိုင်ငံမှာ အသားထူးထူးဆန်းဆန်းနေစားတယ်မြင်းသားတို့ပါတို့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရတဲ့ဟာဆိုတော့ကျွန်တော်တကယ်ချင်းတွေကိုပေးစားလိုက်တယ်တို့တို့ရေစားတယ်တို့ review ဘယ်လိုနေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပေါ်မှာပဲမူတည်ပြီးကျွန်တော်စားတယ်အဲ့လိုအသားအစားစားထူးထူးဆန်းဆန်းလေးတွေစားတယ်နောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ်နော် cheese နဲ့နဲ့ငပိငငါဟိတ်တဲ့အတွက်ဘယ်တော့ပိုကောင်းလဲငပိပေါ့နော်နှုတ်ဆိုအိမ်မှာငပိရအောင်စားရမှာပေါ့အမေက cheese ပဲစားတော့ဆိုပြီးပြောပါဟုတ်တယ်ငပိပိုကြိုက်တာ ငပီးပိုးချိုက်တာပါဘာဆိုမွေးကလေးရစားလာပြီးတော့ချိုက်တယ်လေနော်ဆိုတော့အချီးစားကြတော့ဘလောက်ပဲစားကောင်းနိုင်ပြပြကျွန်တော်တို့လုံရောကြုံရောဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်ပြီးတော့ပုံပြီးအဆင်ပြေဟုတ်တယ်အဆင်ပြေအဲ့ဒီမှာလွမ်းနေသေးလားကိုယ့်ရဲ့မြန်မာငပိထမင်းဟင်းပေါ့ လွမ်းလားဆိုတော့အာကျွန်တော်တို့အိတ်ခီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီရုပ်တော်က18ရက်ကြာဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေဆန်နေရစတဲ့ဟာတမင်းပေါင်းလည်းပါတယ်တော့မရအောင်အေရှန်ကတော့အေရှန်ပဲဟိုရအောင်တမင်းနေချက်စားတယ်ငပိရေတွေနဲ့ဘေဟုချင်းနေနဲ့ချက်စားတငယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထပြီးတမင်းနေချက်နေဟင်းနေချက်နေသူတို့ကျွေးပြီး10နိုင်လောက်မှ ထွက်ပြီးတော့မှသူတို့အစားစားရေးစားပေါ့နော်ဖိတ်တဲ့ခီးထွက်ချမေးရတော့ငတ်စီရငတ်စီရပေါ့ငတ်စီရဘယ်ဦးချင်းဟင်းတော့ချက်သားဟင်းတော့လောကအပီချက်ချက်တာ